မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကြုံတစ်ထဲကနန်းတွင်ရေးဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိင်ကြီးဖြစ်ပါတယ်မောင်လူအေးဒီ1300တခုနှစ်ဝါကောင်လာဇန်း73ရက် တနင်္ဂနွေနေ့တွင် အားလက်ခွင်ကလေးရသည်နှင့် အဝေးရောက်မင်းအားအပင်ခိုင်းလိုက်လေသည် မကြာမီအဝေးရောက်မင်းမောင်လူအေးတို့အိမ်သို့ ရောက်၍လာလေသည် ကလထိုင်းတွင်ထိုင်မီသောအခါအင်းအသက်ကြီးလာပါလားဆိုရင်နေရမကြဘူးတွားရလာရပေမဲ့အရင်ကလိုတန်တန်ဆွမ်းဆွမ်းမရှိလာဘူးအသက်ကြီးရင်တော့ဒီလိုကြီးပေါ့ဖိုးဖိုးအသက်နဲ့ဆိုတော့အပုံကြီးတန်သေးတာပဲ ဘိုးဘိုးအကြောင်းမကြားခင်က အချိုးကလေးတောင် ရှိသေးတယ်မှတ်ချင်ရင်မှတ်ထားပါလားမှတ်ထားချင်တာပေါ့ဘိုးဘိုးကရွတ်ပြမယ်ဆိုရင်ဤတို့ဆိုက စာအုပ်နဲ့ကလောင်ကို နေရာမှထ၍ယူ၏ gain ရေးဆိုက အောက်ပါအတိုင်းရွတ်ပြရှာ၏ဇရာပွဲစက်ခုကိုမှန်ကားပြက်လူပြီငွေဒဏ္ဍာနဲ့ရွှေမန်သာရုပ်ကဆုပ်တဲ့ ရှေးယုတ်ဟန်သားဟောင်းဟာဖြင့်ကြံကောင်းကြံရှိတော်တယ်ထုတ်ခေါင်းကြီးကမထန်းစာလိုတူပါပြီတထက်တယ်ဇရာရဲ့နှိမ်ခန္ဓာအိမ်၆ပေတွင်ကို စင်းလူကပဲကိုင်းတယုတ်မပေါ်ဘူးလားအင်မတန်ပေါ်တာပါပဲအိုခြင်းနာခြင်းတေခြင်းဆိုတာဘယ်သူမှမကင်းနိုင်ဘူးပေါ့ကိုင်းကနေ့ဘယ်အကြောင်းမှတ်ချင်တယ်လဲ မြင်းကုန်းနဲ့မြင်းခုံတိုင်မင်းသားတို့အရေးတော်ပုံအကြောင်းကြားကျင်တာပါပဲအဲ့ဒီအရေးတော်ပုံတော့ဖိုးဖို့အမှုထမ်းဖြစ်ပလားဒီအရေးတော်ပုံတော့ဖိုးဖို့စရေးကလေးဖြစ်ပြီး ဖိုးဖို့ကောင်းကောင်းသိတာပေါ့ကြားကျင်ရင်ပြောရတာပါလေမြင်းကုန်းနဲ့မြင်းခုံတိုင်မင်းသားနှစ်ပါးဟာညီအကိုရင်းလာဖိုးဖို့အရင်ပေါ့တောင်ဆောင်တော်မီဘရားရဲ့တားတော်တွေကလားတကယ်လို့အရေးတော်ပုံအောင်ရင် မြင်းကုန်းမင်းသားကဘရင်လို့ ညီတော်မြင်းခုံတိုင်ကအိမ်ရှိမင်းသားတောင်ဆောင်တော်မိဖုရားရဲ့မောင်တောင်တဝဲဘူးမောင်ဖိုးကကင်းဝွန်မင်းကြီးတို့လို မင်းကြီးတတ်တော်ရှိလောက်ကြံမှု စီမံထားတာကလားအဲ့ဒီအရေးတော်ပုံတော့ကမင်းတို့မိတရားကြီးဟာမန္တလေးမြို့နန်းတော်တွင်မှာမဟုတ်ဘူးစံနန်းတော်မှာစံနေတယ်မူတယ်ဆိုတာဟုတ်သလားဖိုးဖိုးဟုတ်တယ်အဲ့ဒီစံနန်းတော်နေရာဟာအခုဘယ်နေရာမှာရှိတယ်လဲ အခုမနိစန္နာဖယားနေရဟာစန္နန်းတော်နေရပေါ့အရေးတော်ပုံပေါ်တဲ့အကြောင်းတစိမ့်လောက်ပြောပြစမ်းပါအိမ်ရှိမင်းသားကြီးနဲ့ဝင်းကြီးများလွတ်တော်တက်နေတဲ့အခါမှာမြင်းကုန်းနဲ့မြင်းခုန်တိုင်မင်းသားတို့မှနောက်လိုက်အစိမ့်လောက်နဲ့ကဲတော်မူပါကဲတော်မူပါလို့ဩပြီးလွတ်တော်တွေဝင်လာကြတယ်မြင်းခုန်တိုင်မင်းသားကရှေ့ကမြင်းကုန်းမင်းသားကနောက်ကအဲ့ဒီခါမှာဖိုးဖိုးလွတ်တော်အနားမှာရှိတယ် စရေးကလေးဖြစ်နေပြီးကဲတော်မူပါကဲတော်မူပါလို့អော်လာတော့အင်းရှင်မင်းသားကြီးကို ခုတ်တက်ကြပါရောနောက်ပြီးတနတ်ဝန်မြတောင်ဝင်းကြီးကိုခုတ်ကင်းဝန်ဥမာလင်ကိုခုတ်ကြတယ်အဲ့ဒီလိုခုတ်နေကြတော့မှဟိုးဘိုးတို့လည်းအိမ်အရောက်ပြေးကြတာပေါ့နောက်ဖြစ်ပြက်တာတွေကိုတော့ဖိုးဘိုးကိုယ်တိုင်မသိဘူးနောက်မှသူတကာပြောတာကိုကြားရတယ် အင်ရှင်မင်းနဲ့ဝင်ကြီးတွေကိုခုတ်ပြီးတော့မင်းသားနှစ်ပါးနဲ့သူတို့နောက်လိုက်တွေဘာလုပ်ကြသေးသလဲအင်ရှင်မင်းသားရဲ့ခေါင်းတော်ကိုဖျက်ယူသွားပြီးမင်းတို့မင်းကြီးစန်နေရစန်နန်းတော်စီကိုပြေးသွားကြတာပေါ့အဆောင်တော်ကရောက်တော့အဆောင်ထဲဝင်မဲ့အလုံမှာမိမဆိုးရွာသားကမင်းတရားကြီးစက်တော်ခေါ်နေတယ်ဆိုပြီးတားတော့မိမဆိုးကိုခုတ်တက်ပါရော ခုတ်တက်ပြီးအဆောင်တော်ထဲဝင်မဲ့အလုံမှာမင်းတရားကြီးရဲ့နောက်တော်ပါးတယောက်ကမြင်းကိုမင်းသားကိုဝင်ပြီးဖတ်တော့ မြင်းခုန်တိုင်းမင်းသားကလက်မှာပါလာတဲ့ဓာတ်နဲ့ခုတ်တက်လိုက်ပါရောဒီလိုနဲ့မင်းတရားကြီးရှောင်းတိန်မို့အချိန်ရသွားတာပေါ့တကယ်တော့မင်းတရားကြီးရှောင်းတိန်မသွားရင်မင်းသားတွေကတတ်မယ်ထင်တာပဲဘိုးဘိုးကတော့သူတို့ခမဲတော်ကိုတတ်မယ်မထင်ဘူးမင်းနှုံမင်းတရားကြီးကနောင်တော်ပကံမင်းကိုနန်းချပြီးအိမ်ဖြူနဲ့ထားတယ်လို့ထားမယ်ထင်တာပဲမင်းတရားကြီးဘလို့ရှောင်းတိန်သွားတယ်လေဘိုးဘိုး နန်းတော်ရဲ့ရောက်အောင်သွားတော့တာပေါ့လက်ဦးတော်ငပိုက်ကြီးကပိုးပြီးသွားရတယ်လမ်းထဲကြမှာမြင်းပိန်ကလေးတစ်ကောင်တွေ့အဲ့ဒီမြင်းကလေးကျေးဇူးကြောင့်နန်းတော်ရဲ့ရောက်သွားတော်မူတယ်ရောက်တော်မူတဲ့ဆိုရင်ပဲမျိုးတကားတွေကိုပိတ်လိုက်တာပေါ့မြင်းကုန်းမင်းသားတို့လူစုလိုက်လာတော့မဝင်နိုင်ကြဘူးစံနန်းတော်နဲ့အင်ရှင်မင်းတို့လွတ်တက်နေတဲ့လွတ်တော်ဟာဘလောက်ဝေးတယ်လဲဖို့ဖို့တဲမဝေးပါဘူးစံနန်းတော်နားပါပဲ မျိုးရင်းကလွတ်တော်မှာလွတ်တက်နေကြတာမဟုတ်ဘူးလားမဟုတ်ဘူးစံနန်းတော်မှာမင်းတရားကြီးစံနေတော်မူတဲ့အခါမှလွတ်တော်ကိုလည်းစံနန်းတော်နားမှာစောက်ရတယ်မင်းသားမင်းသမီးမိဖုရားဝင်ကြီးတွေပါအားလုံးပြောင်းရွှေ့ပြီးနေရတာပါပဲနန်းတော်ထဲမှာတော့အဆောက်တွေလောက်ပဲထားတယ်ဆိုပါတော့အဲ့ဒီအရေးတော်ပေါ်လိုက်တာတော်တော်ထိတ်လန့်သွားမှာပဲတော်တော်ထိတ်လန့်သွားတာပေါ့ဒါပေမဲ့အကျိုးခံစားလိုက်ရတဲ့လူတွေလည်းရှိသေးတယ် ဘလို့အကျိုးခံစားရတာလဲဖိုးဖိုးအဲ့ဒီအရေးတော်ပုံပေါ်တဲ့နေဟာတတမေရအခွန်တော်တွေကိုဆက်တဲ့နေအရေးတော်ပုံပေါ်လိုက်တော့ဘယုတ်ဘရက်နဲ့နန်းတော်ထဲမှာငွေတော်တွေကြံရစ်ခဲ့တာပေါ့ဒီငွေတော်တွေကိုရလိုက်တဲ့သူတွေတော်တော်ဟန်ကြသွားတယ်ငွေတော်ဝယ်စုက လူတွေရကြတယ်လို့ကြားတာပဲအဲ့ဒီအခါတုန်းကတပောင်တောင်ပေါ်လိုက်သေးတယ်ဘလို့တပောင်လဲဖိုး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 ရွတ်ပြမယ်နားထောင် ရွှေမန်းတောင်တော်အောက်မာလာငွေပင်ငွေပင် ပောက်ပါလို့ကုန်းကောက်ရတယ်။မြင်ကုန်းမင်းသားတို့လူစုနောက်ဘလို့ဖြစ်ကြသေးလဲ။မျိုးတကားပိတ်ထားတော့သူတို့နန်းတော်ထဲမဝင်နိုင်ဘူး။အပြင်ဘက်ကနေပြီးတနတ်တွေပြစ်ကြတာပေါ့။အတွင်း၆ဆို့ကတပ်သားတွေက အတွင်းကခံကြတော့တာပေါ့။သူတို့ရဲ့အရေးဟာကြာကြာမခံဘူး။မနက်စောစောဗရင်းမင်းသားကအင်ရှီမင်းရဲ့တပ်သားတွေနဲ့အင်ရှိအင်တော်ကထွက်လာကြတယ်ဆိုရင်ပဲ တက်ပြက်ပြီးညင်ကုန်းမင်းသားတို့ပြေးကြတော့တာပါဘလို့ပြေးသလဲကောဝင်စိတ်ကိုပြေးကြပြီးမြာမန်းဆက်ကြတင်းမောဘော်ကိုတက်ကြတယ်ရောက်တော့ကပ္ပီတန်ကိုတင်းမောအထွက်ခိုင်းတာပေါ့ကပ္ပီတန်ကလက်ဦးတော်နန်တော်ကြီးကမစင့်တဲ့အတွက်မထွက်ဘူးလို့ခံနေသေးတယ်လို့ပေမဲ့မင်းသားနှစ်ပါးကမထွက်ရင်တတ်မယ်ပြောလို့ထွက်ရတော့တာပါလေသူတို့ထွက်ပြေးတော့လိုက်မဖမ်းဘူးလား ဖမ်းတာပေါ့သူတို့စကိုင်းလောက်ရောက်အောင်မယ်ရေနံเจ้าဝင်းကြီးကရေနံစကြာတင်းမောနဲ့လိုက်တယ်နှုတ်ပေမဲ့ရေနံစကြာကတင်းမောကြီးမြာမန်းစကြာကတင်းမောကလေးဆိုတော့မြာမန်းစကြာကိုလိုက်လို့မမိဘူးမြာမန်းစကြာမင်းလာရောက်တော့အင်္ဂလိပ်ကတင်းမောကိုစက်မသွားစေဘူးဒီတော့မင်းသားနှစ်ပါးအင်္ဂလိပ်လက်အောက်ထဲဝင်သွားကြတာပေါ့ရေနံเจ้าဝင်းကြီးတို့လည်းပြန်လာခဲ့ကြရတာပါမင်းသားနှစ်ပါး အင်္ဂလိပ်လက်အောက်ဝင်ကြပြီးတဲ့နောက်ဘယ်ရောက်သွားကြတယ်မသိဘူးမင်းတရားကြီးဟာကုသိုလ်အင်မတန်ထူးတာပဲနော်တကယ်လို့ဒါမင်းသားနှစ်ပါးကသူ့ကိုမိလိုက်မယ်ဆိုရင်အခက်ပဲဘယ်နည်းနဲ့မဆိုနန်းတော်စွန့်ရမှာထင်ပါရဲ့ဒီအရေးတော်ပုံမဖြစ်ခင်ကလေးပေါ်တဲ့တပောင်းကိုကြည်ပါမှပေါ့ဘလို့တပောင်းလဲဖို့ဖို့ဟိုးဖို့ရွတ်ပြမယ်နားထောင်မြင့်လေကောင်ဘုံတောင်လေးမှာချလို့ပတ်မကိုတီးအသွဲသွဲဘဲ့နဲ့ ဘယ်ကိုလွမ်းရမယ်ကုန်းလေတကြီးကြည်ပါအောင်တော့လေထဲမှာဘုံတော်ကိုခြာပြီးတော့ဘုံတော်ကိုတော့မတီးဘူးပတ်မကိုတီးတဲ့မြင်းကအေးမှလဲအချုပ်ချာဖြစ်တဲ့ဘရင်ကိုတော့လက်ဦးမတက်ပဲညီတော်အိမ်ရှင်မင်းကိုတွားပြီးအရင်တက်တယ်ဒါကြောင့်နေရာမကျဖြစ်သွားတာပေါ့သူတို့ကလည်းအပြစ်တင်လို့မဖြစ်သေးဘူးမင်းတရားကြီးကိုအရင်လောက်ကြံမယ်ဆိုရင်အိမ်ရှင်မင်းကသူတို့ကိုနှိမ်နှင်းလိုက်မှာအမှန်ပဲ အင်ရှေမင်းကအင်မတန်ထတ်တာကလားမင်းတရားကြီးထက်သူ့ကိုပိုပြီးညွန့်ကြတယ်လက်နက်တွေကိုတလုတ်သေးလုံနေတာကလားမြင်ကုန်းမင်းသားဟာလဲအင်ရှေမင်းရဲ့သမတ်ဆိုမဟုတ်လားဟုတ်တာပေါ့ဗရိမင်းသားဟာလဲမြင်ကုန်းမင်းသားရဲ့ရောက်ဖတော်ပေါ့အင်ရှေမင်းသားရဲ့တားဟာကိုမင်းသားတွေဟာကိုရေးဆိုတော့ခမဲတော်တော်ဥကြီးတော်တော်ရှောင်းတာမဟုတ်ဘူးမင်းတို့မင်းတရားကြီးလက်ထက်တုန်းက မန္တလေးမှာမိတင်မော်ဘယ်နှစင်းရှိတယ်လဲဖိုး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 မှတ်မိသလောက်ဖြင့်၅စင်းရှိတယ်အဲ့ဒီတင်မော်တွေရဲ့နာမည်တွေကိုကမှတ်မိသေးသလားမှတ်ချင်ရင်မှတ်ထားဖိုးဖိုးရေးပြမယ်၁မြာမန်းစัจကြာ၂ရေနန်းစัจကြာ၃စัจကြာရေမွန်၄စัจကြာရင်ပြန်၅ယရနာရင်မွန်တင်မော်နာမည်တွေကအင်မတန်ရင်တာပဲ။ ရင်နာပေါ့ဒါကြောင့်ထီးသုံးနန်းသုံးဆိုတာပေါ့ဒါထက်ဒီသင်းမောတွေကိုဘဲကဝဲယူတယ်လေလေးစင်းကိုတော့ပြင်တက်စီကဝဲတယ်တစင်းကိုတော့အင်္ဂလိပ်စီကဝဲတယ်အဲ့ဒီခါတော့ငါပြင်တက်နဲ့လည်းအဆက်အသွယ်တော်တော်ဖြစ်နေပြီထင်တယ်ဘဲနဲ့ပြောပါလေပြင်တက်နဲ့တာပြီးတင့်မြတ်တယ်အင်းဝခန့်တက်စကိုင်းခန့်တက်တပြေတန်းခန့်တက်တွေကိုပြင်တက်ဆက်ဆရာကြီးတွေတိဆောက်ပေးတာပေါ့လက်နဲ့ယုံကြီးတွေကိုစောက်ပြီး လက်နက်တွေကိုလှုပ်ပေးတာလဲပြင်သစ်ဆက်ဆရာကြီးတွေပေါ့မင်းတရားကြီးရဲ့ညီတော်အိမ်ရှင်မင်းသားဟာစရေးစရာကိုအင်မတန်ဝါသနာပါတယ်။ဒါကြောင့်မင်းတရားကြီးကအိမ်ရှင်မင်းသားကိုညီပုရဲ့လက်နက်တွေကိုတိတ်မလုပ်ပါနဲ့လို့အမိန်တော်ရှိဘူးတယ်။အိမ်ရှင်မင်းသားသာမြင်ကုန်းမြင်းကုန်နိုင်တို့ရဲ့အရေးတော်ပုံမှာနဲ့ရွာမဆန်ဘူးဆိုရင်မြန်မာရာဇဝင်ဟာ တမျိုးဖြစ်နေမလားမပြောတတ်ဘူး။ဒါကတော့ဒိဋ္ဌပေါ့။ စကားပြောလို့တော့ကောင်းပါရဲ့ဖိုးဖိုးရေနိုးပင်ပင်ဖိုးဖိုးကိုအားနာလာတယ်ဖိုးဖိုးတော်တော်ညောင်းလာရော်မယ်음ညောင်းတော့နည်းနည်းညောင်းတယ်အသက်ကြီးပြီဟာကိုအားမနာနဲ့ငါမြင်အားလို့ရှိရင်မော်တော်ကားသာလွတ်လိုက်ဖိုးဖိုးလာခဲ့မယ်ဖိုးဖိုးဆိုတာကငါမြေးတို့လိုတည်ခြင်းမှတ်ခြင်းနဲ့လူကလေးတွေကိုအင်မတန်တတ်စေခြင်းနဲ့တည်စေခြင်းနဲ့အားမနာနဲ့နော်အခေါ်သာလွတ်လိုက်ဖိုးဖိုးပြန်လိုက်ပါဦးမယ် ဤသို့ဆိုရင်မော်တော်ကားပေါ်သို့ရောက်သွားလေသည်အလုံးမဲကျင်းနှက်နှစ်သက်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းအပေါင်းနှင့်နှလုံးတို့ဝရဲပြည့်စုံနိုင်ကြပါသည်ရှင်